ားလုံးပဲပထမအဦးစွာ subscriber များနားလည်ပေးတဲ့အတွက်ကြောင့်ငါကျေးဇူးတင်ပါတယ်။ကျမလောကိစ္စနဲ့မအားလို့ကြောင့်ပုံမှန်ဗီဒီယိုမတင်နိုင်ဘူး။အခု subscribers များအတွက် video အသစ်သတင်းအသစ်များ post တင်ပြီးတော့ဒီ channel subscribe မနေသေးရင်အခုနေပြီးမှသတင်းအသစ်များနားထောင်လို့ရပြီနော်။ Zoom မီမှ channel ကနေကြိုဆိုပါဤ။နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသားများအတွက် American DB Lottery အပါအဝင်ဗီဇာခွင့်ရေးများရပ်ဆိုင်။သမ္မတဒေါ်နယ်ထရန့်ထုတ်ပြန်သည့်ပြည်ဝင်ခွင့်ပိတ်ပင်မိအရမြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံပေါင်း၁၂နိုင်ငံမှနိုင်ငံသားများအတွက် American နိုင်ငံသို့ဝင်ရောက်ခွင့်ကိုပိတ်ပင်လိုက်ခြင်းကြောင့် TV Lottery ဟူခေါ်သောအမေရိကန်အမြဲတမ်းနေထိုင်ခွင့်ကန်ဆန်းမဲတွေလည်းမြန်မာနိုင်ငံသားများပါဝင်ခွင့်မရှိတော့ဘဲရပ်ဆိုင်းခံရကြောင်းရန်ကုန်မြို့ရှိအမေရိကန်တန်ယုံမှ BBC သတင်းဌာနအားအတည်ပြုဖြေကြားခဲ့သည်။ ထိုမိန့်သည်ဇွန်လ9ရက်အမေရိကန်အချိန်ဆုံးမနက်7:00နာရီ10မိနစ်တွင်စတင်အသက်ဝင်ပြီးဖြစ်ကအဆိုပါအချိန်မှစ၍မြန်မာနိုင်ငံပါဝင်သော ပြည်ဝင်ခွင့်ပိတ်ခံရသည့်12နိုင်ငံမှနိုင်ငံသားများအတွက်ဗီဇာထုတ်ပေးခြင်းအားအမေရိကန်အစိုးရမှရပ်ဆိုင်းလိုက်ပြီးဖြစ်သည်ဟုတန်ယုံအဆိုအရသိရှိရသည်ဆန္ဒပြမှုများများပြားလာသည့်အတွက် Los Angeles မြို့တွင် အမျိုးသားအောက်တပ်ဖွဲ့များရောက်ရှိလာပြီးသမရဒေါ်နယ်ထရန့်ကလည်းနိုင်ငံတော်ဝန်စစ်တပ်များရှိနေပြီဟုတတိပေးခဲ့သည်။တနင်္ဂနွေနေ့က Los Angeles မြို့၌ဆန္ဒပြသူများက မော်တော်ယာဉ်များကိုမိရှို့ဖျက်ဆီးခဲ့ကြရာလုံခြုံရေးတပ်ဖွဲ့များနှင့်ပြည်ပခဖြစ်ပွားခဲ့သည်။ထရန့်ကဆေလွတ်ထားသည့်အမျိုးသားအောက်တပ်ဖွဲ့ကိုဆန္ဒပြသူများနှိစက်ရာသို့မရောက်စေရန်ဒေသခံရဲတပ်ဖွဲ့ကတားဆီးရေးဆောင်ရွက်ခဲ့သည်။ ဆန္ဒပြမှုများသည်ယခုအခါတတိယနေ့ဖြစ်ဆက်လက်ဖြစ်ပွားနေပြီးလူဝင်မှုကြီးကြပ်ရေးရရှိများကတရားမဝင်နေထိုင်သူများနှင့်ဂိုင်းဝင်များဟုဆွဆွဲခံရသူ အစုလိုက်ပြုံလိုက်ကိုဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့်ဆန္ဒပြသူများကမကျေနပ်မှုများဖြစ်ပေါ်ခဲ့သည်။လက်တင်မျိုးသားများများပြသောမျိုးကြီးတွင်ဒီလိုဝင်ရောက်ခြင်းများဖြစ်ပွားလာခြင်းသည်ပြည်သူအချို့တွင်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေနိုင်သည်ဟုလည်းခန့်မှန်းရသည်။ ထို့သောဖြစ်စေပြီးလေတရားမဝင်နေထိုင်မှုတားမြစ်ရေးသည်ထရမ်၏တမရအချိန်ကာလအတွင်းအရေးကြီးမူဝါဒတရေဖြစ်ခဲ့တော်လဲထိုသူကကယ်လီဖိုးနီးယားပြည်နယ်သို့မျိုးသားအဆောင်တပ်ဖွဲ့ကိုဆေးလွတ်ခြင်းသည်ဒေတာရင်းတင်းမာမှုကိုပုံမူမီးလောင်စေသည်ဟု ဝေဖန်သူများကဆိုသည်အဆိုပါမျိုးသားအဆောင်တပ်ဖွဲ့သည်ပုံမှန်အားဖြင့်ပြည်နယ်အုပ်ချုပ်ရေးမှဂါဘင်နီယူစံထံမှထိန်းချုပ်ထားသည့်အရန်တပ်ဖြစ်ပြီး ထရမ့်မလာခင်အထိကျွန်တော်တို့မှာဘာပြဿနာမှမရှိခဲ့ပါဘူးဟုနယူးဆန်ကဟောင်းမီ Twitter တွင်ပြောကြားခဲ့သည်ရုရှား၏လက်တုပ်ပြန်မှုတာရှည်လာနိုင်ခြင်းအပေါ်အမေရိကန်စိုးရိမ်နေပြီးခဲ့သောသတင်းပတ်ကုန်အတွင်းယူကရိန်းမှဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားသမ္မတဗလာဒီမီယာပူတင်ကအပြင်းထန်လက်တုပ်ပြန်သွားမည်ဖြစ်ကြောင်းသတိပေးထားပြီးဖြစ်သည်ထိုသတိပေးချက်အတိုင်းပင်ယူကရိန်းနိုင်ငံအတွင်းရှိအရေးပါသောနေရာများကို drone နှင့်ဒုံးကျည်များဖြင့်ရုရှားကတံပြန်တိုက်ခိုက်ခဲ့ရာလူပေါင်းများပြားသေဆုံးခဲ့ကြသည်သို့တော်လည်းရုရှားဘက်မှလက်တုပ်ပြန်မှုများသည်ဘလောက်ကြာမြင့်နိုင်မည်ဆိုသည်ကိုမရှင်းလင်းသေးသောကြောင့် အမေရိကန်အာဏာပိုင်များကတာရှိချင်းအထိရုရှားဘက်ကတုံ့ပြန်မှုများရှိနေမှာစိုးရိမ်ကြောင်း Reuters သတင်းဌာနကဖော်ပြသည်။ထို့အခြေအနေသည်ယူကရိန်းကရုရှားနိုင်ငံတွင်းရှိမဟာဗျူဟာသုံးဘုံးကျဲလေယာဉ်များအချို့ကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက်ဥတင်ကထို့သို့တံပြန်အေးယူမှုများကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။အမေရိကန်သမ္မတပြည်ဝင်ခွင့်ပိတ်ပင်မိတ်အပေါ်နိုင်ငံသားသမ္မတချက်ပြချက် အမေရိကန်သမရသည်ရှေးဆန်နှင့်ဆိုင်းငံ့ပြီးမြည်သည့်အခြေခံချက်ဖြစ်မဆိုပြည်ပအကြမ်းဖက်သမားများဝင်ရောက်မှုမှ ကာကွယ်ရန်ရည်ရွယ်ပြီးနိုင်ငံပေါင်း၁၀နှစ်ပြည်တွင်မွေးဖွားခဲ့သည့်နိုင်ငံသူနိုင်ငံသားများအားအမေရိကန်မြေပြင်သို့ဝင်ရောက်ခွင့်ပိတ်ပင်ခြင်းကိုဤနှင့်ဇွန်၉ရက်စတင်ဖော်ပြပါအတိုင်းထိုက်ထိုက်ခိုက်ခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်ဤစည်းရင်းတွင်အာဖဂန်နစ္စတန်မြန်မာချက်ကွန်ဂိုသမရနိုင်ငံ အီကွေတာရီယဂီနီအီရီထရီးယားဟေတီအီရန်လစ်ဗျားဆိုမာလီယာဆူဒန်နှင့်ယီမင်တို့ပါဝင်ပြီးထို့အပြင်ဘူရွန်ဒီကျူဘားလာအိုဆီယာရာလီယွန်တိုဂိုတပ်မင်းနစ္စတာနှင့်ဗင်နီဇွဲလားနိုင်ငံသားများအတွက်လည်းနိုင်ငံဝင်ခွင့်ကိုတစိမ့်တစ်ပိုင်းကန့်သက်သွားမိမူဝါဒများထပ်မံထုတ်ပြန်ထားသည် ထို့ပြင်ချက်သမရကလည်းအမေရိကန်၏ဆောင်ရွက်ချက်ကိုတုံ့ပြန်ကအမေရိကန်နိုင်ငံသားများကိုပြည်ဝင်ခွင့်ဗီဇာမထုတ်ခွင့်အမိန့်ရဆိုင်ရန် အမှားပေးခဲ့ကြောင်းသတင်းရပါသည်အမေရိကန်ဆိုင်ရာအလုပ်ကိုင်စီမံကိန်းများတွင်ပါသူများညီကပြန်လည်တီထောင်ရန်မျှော်လင့်နေသည့်အာဖဂန်ပုဂ္ဂိုလ်များကလည်းခီးတွားခွင့်ပိတ်သွားခြင်းကြောင့်များစွာစိတ်ပျက်နေကြောင်းရိုက်တာသတင်းမှဖော်ပြထားသည် Tesla ရှယ်ယာတန်ဖိုး14ထိုးကျဈေးကွက်တန်ဖိုးဒေါ်လာ150ဘီလီယံဆုံးရှုံး Tesla ရဲ့ရှယ်ယာတန်ဖိုးမှာတရက်အတွင်း14ရာခိုင်နှုန်းအထိရောကျသွားပြီးစုစုပေါင်းဈေးကွက်တန်ဖိုးဒေါ်လာ150ဘီလီယံခန့်ဆုံးရှုံးသွားခဲ့ပါတယ်။ဤအပြောင်းလဲသည့်အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့အကြားလူသိရှင်ကြားဖြစ်ဆုံးပြန်လည်အပြင်းထန်ဝေဖန်မှုတွေဖြစ်ပွားလာပြီးနောက်ထွက်ပေါ်လာသော ရလဒ်တစ်ခုဖြစ်သည်ယင်းနှိမ့်နှံသူများအနေနဲ့မတ်စ်ဤစီးပွားရေးအုပ်စုကြီးအပေါ်နိုင်ငံရေးနှင့်စီးနှီးဥပဒေဆိုင်ရာ ထိခိုက်မှုအခြေအနေများထပ်မံဖြစ်လာနိုင်ခြင်းကိုစိုးရိမ်မိကြသည် ထရန့်အစိုးရကတင်သွင်းထားသော အခွန်နှင့်အသုံးစရိတ်ဥပဒေကြမ်းတစ်ခုအပေါ် mask ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးထို့သည့်အကြောင်းကြောင့်ရှယ်ယာပိုင်ရှင်အချို့ကရှယ်ယာများကိုစိုးရိမ်မှုကြောင့်အစုလိုက်ပြုံလိုက် ရောင်းချခဲ့ကြပါသည် mask ၏ဝေဖန်မှုအ धिक မှာ American budget လုံငွေပြမှုနှင့် ထိစွာဝယ်သူများအတွက်အရေးပါသောလျှက်စစ်ကားအခွန်လျှော့ခြင်းအခွင့်အရေးများလျှော့ချမိအပေါ်စိုးရိမ်ကြောင်းဖော်ပြခြင်းဖြစ်သည် ထရန့်ကလည်းရင်းဝေဖန်မှုကိုပြင်းထန်စွာတုံ့ပြန်ပြီးအခွန်လျှော့ခွင့်များ ဆုံးရှုံးသွားခြင်းကြောင့်မက်စ်ကရန်လိုဖြစ်လာဟန်ပြသည်ဟုဆွဆွဲခဲ့သည်ထို့ပြင်ထရန့်ကလူမှုမီဒီယာတွင်မက်စ်၏ Space ကပါဝင်အစိုးရကန်ထရိုက်တချို့ကိုပြန်လည်သုံးသပ်ကာရပ်တန့်နိုင်ကြောင်းလည်းချင်းချောက်ခဲ့သည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် Like Subscribe ကောင်းကောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်